ထိုင်းရွှေကဒီနေ့မှာတရလုံးတိုင်းတာနဲ့တရပဲကြပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်အချစင်းနဲ့ဝယ်ရမှာဖြစ်ပါတယ်ထိုင်းရွှေက3ရက်ဆက်တိုက်ကိုကြာနေတာဖြစ်ပါတယ် 3ရက်ကိုထိုင်းရွှေက1300အထိကိုကျထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ထိုင်းရွှေခဲတဲ့ဘက်သားကို9300နဲ့ပေါင်ဈေးရှိနေပါတယ်။လက်ခ200နဲ့ဆိုရင်9500နဲ့ပေးပြီးဝယ်ရမှာဖြစ်ပါတယ်။လက်ဝိရဏတပတ်သားကို9200နဲ့ပေါင်ဈေးရှိနေပါတယ်။လက်ဝိရဏရဲ့လက်ခတွေကတော့မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိပါတယ်။ထိုင်းရွှေကိုဝယ်စုတော်မယ်ဆိုလို့ရှိရင်အခဲကိုပဲဝယ်စုထားကြပါလို့ကြံပြုချင်ပါတယ်။ဒီချိန်မှာထိုင်းရွှေအခဲကိုဝယ်စုမယ်ဆိုလို့ရှိရင်ရေရှင်မှာထိုင်းရွှေအခဲကအမျက်ဈေးနဲ့ပြန် ြန်ပြီးရောင်းရနိုင်ပါတယ်။ရေတော်မှာထိုင်းရွှေခဲကကျနေပေမဲ့ရေရှည်မှာတော့ဆက်လက်တက်ဖို့အလားအလာရှိနေပါတယ်။မိမိကလက်ထဲမှာငွေပိုနေတယ်။တခြားလုပ်ငန်းတွေမှာလည်းရင်းနှီးမြှုပ်နှံမှုမလုပ်သေးဘူးဆိုရင်တော့ထိုင်းရွှေခဲကိုဝယ်စုထားကြပါလို့ကြံပြုချင်ပါတယ်။99.99ရှိတဲ့ရွှေခဲကိုလည်းဝယ်စုထားလို့ရပါတယ်။ 99.99ရှိတဲ့ရွှေကတကရန်ကနေစပြီးတော့ဝယ်ဆိုလို့ရပါတယ်တကရန်ကိုလက်ရှိပေါက်ဈေးက3500ရှိပါတယ်99.99ရှိတဲ့ရွှေကတကရန်ကနေစပြီးတော့ဝယ်ဆိုလို့ရတယ်ဆိုပေမဲ့လက်ခကဈေးများပါတယ်တကရန်ကို400ကနေ450ကြီးရှိတယ်လို့သိရပါတယ်ထိုင်းမှာပဲရွှေဝယ်ဆိုပြီးတော့ထိုင်းမှာပဲပြန်ရောက်မယ်ဆိုရင်96.500ကိန်းလို့ရှိတဲ့ရွှေကလည်းပို့ပြီးတော့အဆင်ပြေပါတယ်99.99ရှိတဲ့ရွှေကတော့ထိုင်းကနေဝယ်ထားပြီးတော့တခြားနိုင်ငံတွေမှာလည်းရောင်းလို့ရတယ်လို့သိရပါတယ် ရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့မိမိတို့ကြိုက်နှစ်သက်ရာရွှေတုံးလေးတွေကိုဝယ်စုထားနိုင်ပါတယ်။အလုံးမဲ့စိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ဘေးရှင်းနိုင်ကြပါစေ။